ဘောပြာတရားတော်ကြံရဟာအိုက်ဒီယာတော့မှားနေတော့ငါကနားမထောင်နိုင်ဘူးဆိုတော့လိုက်လိုက်မခိုးတဲ့သဘောတရားအမှန်ကိုတွေ့ရင်တော့လိုက်လိုက်ခိုးရမှာဖြစ်တယ်လို့တရားမမှန်ရင်လဲစင်ငင်းပြီးတော့နားလေရတာသူတော်ကောင်းလက်ခါမှာဒါကြောင့်တရားရှိတယ်ဆိုရင်တော့ဒီလိုပြောကြည့်တယ်လို့ကလည်းအရင်လိုပါတရားရှိတယ်ဆိုရင်တော့ဖျားကိုမေးလျှောက်လိုက်လို့ရဟောတကယ်မဟုတ်ဆရာတော်ဖျားကြီးက ဘယ်အစ်စ်မှလည်းဘုရားဆိုဘုရားကတော့ဖြည့်နိုင်တာပေါ့နော်မှန်တယ်မှန်တယ်အခုဘုရားမရှိဘူးဆိုရင်တော့တရားတော့အဲ့လိုမင်းရှောင်ရင်အဲဖြည့်မဲ့ဘုရားမရှိဘူးပေါ့နော်တရားစီရင်တမီးနဲ့ညံတော့ ਨੇ ဒီတော့တရားပါဗျာအဲကြောင့်လည်းတပြည့်တော်ဟိုဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့စိုင်းမှုတဲ့တော့ဒီလိုတော့ဘာဖြစ်ဖြစ်မဖြစ်ဖြစ်တခြားလူတွေလည်းဥစ္စာနာပဲဖြစ်ဖြစ်ဒေါတာရဏပဲဖြစ်ဖြစ်ဥက္ကပဲဖြစ်ဖြစ်သူကလည်းသူအရိယာဖြစ်ဖြစ်မဖြစ်ဖြစ်အဓိကတော့အကျိုးရှိတဲ့အလုပ်ကိုလုပ်နေတာမျိုးပဲဒီလိုကဥစားပေးတာဗျာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ညင်မညှင့်ခုံညင်ဘူးပေါ့လို့ပြောတယ် ညကိုရင်တော့မဖះရှိမှလားတည်ပြုပေးနိုင်ပါလေမဟုတ်ဘဲနဲ့ကြံတာကြီးကြတော့ဟုတ်တယ်ပြောတဲ့ဘက်ကရှိမယ်မဟုတ်တဲ့ဘက်ကရှိမယ်ဆိုတော့ဒါသူ့အနေနဲ့သူဒီဘက်ကတန်ခါဆိုတာလဲဖះရတာတစုတည်းလေစတတ်ပေတက်ဆရာတော်ကြီးကတော့အများကြီးရှိတာပါနော်ခကြီးဘွားကြီးကြီးတယ်အများကြီးရှိတော့အမျိုးမျိုးကွဲနိုင်တာပဲအဲ့ဒီဘောပြောတာပါအဲ့တော့ဒီလိုတော့အဲ့ကိစ္စတွေအငင်းပွားမယ်အငင်းပွားစရာဖြစ်မဲ့ကိစ္စတွေသူ့အနေနဲ့ဘာမှမဖြစ်ရှင်းကြပါဘူးဆိုတဲ့ဘောတရားပြောတာပါဗျာအဲ့ဒီလိုပါဗျာပေရန်ရှိပါတယ်ဗျာ တရားမရှိမဲ့ဘုရားရှိတယ်လို့ပေါ့အရှင်မပြောတဲ့ကားလည်းအမှန်ပါတယ်အရှင်မလည်းဓာတ်ရိုက်မိဓာတ်ရိုက်ပြောရတယ်လို့ဘုရားကပိဒံနေထားခဲ့တော့ဝိနည်းဆိုလည်းအရှင်မတို့ပြောတယ်ပိဒံမှာပဲဗျာတုတ်တန်ကလည်းပိဒံမှာပဲဗျာအဘိဓမ္မာလည်းပိဒံမှာပဲဗျာအဲ့ပိဒံနဲ့ညီညွတ်လေကောင်းလေပေါ့ဗျာဒါဟာဒီတော့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒီကပြောတာဒီဘက်ကဒီပြတော့ပြောတာကလည်းလက်ခံရမယ်လေဖျားရှင်ရရင်မရှိတာနဲ့ဒါပေါ့ဒါပေါ့ကွာတယ်ပေါ့နော်ဖျားရှင်ရင်တော့ဖျားကဒီတခုဆိုရင်ဘာမှမပြောတော့ဘူးခက်တော့ခက်ပါတယ်ခင်ဗျာ မြတ်စွာဘုရားရှင်ရှင်တော်ကအရှင်များရှိတာပဲလေမှန်ပါဗျာပလာလေတော်ထဲမှာဟုတ်တယ်မလားသူသွားပြီးတော့သတင်းသုံးတာဒီတန်းသက်ရေဆိုတာခွက်ကလေးကိုမှောက်ထားနေရှင်ဝန်နာမွေနာပြီဒီသေးဟိုအဲ့လိုအိနာဖြစ်စည်းတဲ့ခွက်ကလေးမှောက်ထားနေပတ်သက်လို့တောင်းဒေါသလောဘရှိနေတော့ပြဿနာတွေကတက်နေမှာပါအခုအရှင်များနာနေလို့သွားလို့တပိတော့ပြောနေကြလို့ကတပိတော့မနိုင်တပိတော့မရောက်ဘူးအမှန်မသိတာပဲရှိမယ်တပိတော့ကပုဂ္ဂိုလ်ရေးအဲချစ်တယ်လို့ အဲတရားရေးရမှာယုံကြည်တဲ့သဘောတွေရှိတာ ਉਹ ဗျာရှင်မြနာလာရာမှာသူတို့သုံးသက်ထားတဲ့အလုံးလည်းမဟုတ်ဘူးမပြောပါဘူးသူတို့ပြောတဲ့ပီရန်တွေရလိုအပ်တဲ့အခါမှာအဲအာလုံးသောဆရာတော်သမတော်တွေရဲ့သုံးသက်ချက်တွေကိုလည်းဥဋ္ဌိထားပြီးတော့တပည့်တော်ရှင်မြောက်ပြင်ဖို့ရှင်မြောက်ကလည်းပြင်ရန်အသင့်ဖြစ်တယ်ဆိုရင်ဒါကတာနာမှာရှင်မြတ်တရားသားတော်ပဲလေရှင်မြောက်သင်ငန်းချွတ်လို့မမရတာရှင်မြောက်ကိုရင်ပါဠိကကြောက်လောက်တဲ့လေးပါသောအမှုမှာ မရှိဘူးလေဒါမဲ့ဆွဆွဲသူတွေဆွဆွဲနေပြီမဲ့အဲ့ဆွဆွဲခြင်းကိုဖြည့်ရှင်းဖို့လိုတာပေါ့ဥမာဆိုတော့ရှင်တဲ့တကြငွေတမတ်ဆိုလိုပဲတမတ်တမတ်တဲ့ထိုက်သောငွေနဲ့ပတ်သက်ပြီးတော့အရှင်မြတ်ကအလုံးအဝဝေဖန်ထားတာဟုတ်ရှင်မြတ်အရာရင်းနဲ့ပတ်သက်သုံးတယ်ဘာညာဆိုသူတို့မြင်မိမဲ့အရှင်မြတ်ကအဲ့ငြင်းချင်းအကြောင်းတရားကြောင့်လွဲမတဲ့အလုပ်တွေကာမဂုဏ်မှုတော်၎င်း အခြားခြားသောအမှုတွေလုပ်တာမဟုတ်ဘူးပဏိရဲရေပဏိရဲသွားလို့ပဲလုံနေနေပဲတာနာတွေလုပ်တာလိုအပ်ချက်တွေတော့ရှိကောင်းရှိမယ်သူသုံးသတ်တာ တွေကိုမရှင်းပြရင်တော့သူတို့ဘက်ကနေဝသုဒ္ဓနာသုဒ္ဓယုံကြည်လည်းမဟုတ်ယုံကြည်လည်းမဟုတ်ဖြစ်ပေမဲ့ရှင်မြအနေနဲ့အချိန်တိုင်းနဲ့အခုအက္ကနာမနဲ့တွေ့လို့ရှင်းရှင်းရှင်မြရှင်းပြလိုက်ခြင်းဟာအရှင်မြအတွက်လည်းအပြစ်ပေါ်သလိုအရှင်မြရဲ့အနီနာမှာ တပည့်တော်စောင့်ရှောက်နေသလိုပဲဆရာတော်သမတော်တွေရှိနေတာပဲလမ်းမှာပါအဲခုနပြောလို့ချက်စရာတော်ကြီးဟာပြောတယ်သွားတော့အေးတို့ဒီဝင်အောင်တိတ်တယ်မွေဝင်လိုက်သဝင်တော့ကြောင်းလဲရောက်တော့မဝင်တော့မဟုတ်မောင်ရင်ဒီကိုဝင်ဒီဆရာတော်ကဒီနားမှာနာမည်ကြီးတယ်ငါမကွေးတာမင်းလာမှာငါလူမွားနေဒါတွေပြောမရဘူးနောက်ကြတော့ချက်စရာတော်ရှိလာဆိုတော့မင်းလာသွားတယ်တဲ့ဂိုင်း ။ तू ကကြားတဲ့တရင်ညာလိုက်နေပြီးတော့ तू ရတဲ့စည်ရင်ညာ तू ကသွားတဲ့အခါမှာ तू ရဟနာမတွေ့လိုက်ဘူးပေါ့ဗျာ။ရဟနာမဟုတ်ရင်တော့ပုဂ္ဂိုလ်ရှားနေတယ် तू ဖို့တော့ဥဒ္ဓမတာရပဲတွေ့သွားမှာပေါ့။ဘုရားကုံကြီးကဥဒ္ဓမတာရရဲ့ဓမ္မဥသာချင်းကမှာလေ။ဥဒ္ဓမတာရအောင်မချင်းကဘူး။ပုဂ္ဂိုလ်ကိုမကူွယ်ဘူး။အရှင်မြတ်ရဲ့လှုပ်ဆောင်ချက်တွေ အရှင်မြတ်ရဲ့သာနာပြုခြင်းကြောင့်အရှင်မြတ်ဘုရားတို့ရဲ့အခုပြောနေတဲ့စကားမျိုးလေးဥမာဆိုအရှင်မြတ်မြင်လို့မျက်ရည်ကျတယ်လို့ဟုတ်လားဒါတွေကလွဲချော်နေတာလीသူလုံးဝဒေါသရဲ့အရှင်ဘုံမထိနိုင်တာလीဒါပေမဲ့တချို့ကตายရတယ်ဖေဟာအဲ့ဒါတွေကတိတာတယ်ဟာဒါဥရမသာရာလို့ပဲနတ်တီးကဖန်ဆင်းလို့ယောဂါကြီးပျောက်တယ်ခဏပြောတဲ့နေ့တွေကြတော့ဒီလိုဒီပုံမှာတိတ်မပြောလို့ဖေဟာဒါပေမဲ့တခုတော့ရှိပါလေဒီလိုကောင်းမောင်းတယ်လို့ ဘတ်ချော့ကြီးကြောင်ကာကောင်းပါဒုက္ခပဲကပြက်လို့တော့ယူလာရောဘတ်ချော့ကြီးကြောင်ဟိုဆက်စီအားမကန်သူကကောင်းနေပြီဟွာမင်းတို့သာဟုတ်တော့မဖြစ်ပါဘူးလို့သူလည်းဖန်ဆင်းတာတော့မဟုတ်ဘူးအဲ့လိုဖြစ်တတ်တယ်အခုလဲဘတ်ချော့စီအားလာတော့ခြားတော့သူတို့ကားကောင်းသွားတာဟုတ်သူတို့အဲတမျိုးအဲသူတို့ယုံကြည်သွားတာလေဒါတာနာစွမ်းအားပါပဲဗျာကောင်းပြီအဲ့တော့နောက်တစ်ပြတ်ပါမင်းကိုမင်းကို ရပါရမရှိပါဘူးအကျိုးရှိပါတယ်ဗျာဘာပြောလဲဒီတော့လည်းပြုပြင်မှမယ်ဗျာအခုလိုမျိုးဒါရှင်းပြသွားတော့လဲဟိုဘက်ဒီဘက်ပေါ့နော်အကုန်လုံးပို့ပြီးတော့နားလဲတဘောပောက်သွားမှာပေါ့လေဒီလိုနဲ့ပဲတဖြည်းဖြည်းတော့ပို့ပို့ပြီးတော့နားလဲမယ်လို့ယုံကြည်ပါတယ်ဗျာဒီဘက်ကလည်းဟိုလိုအပ်တယ်မှန်တယ်မြတ်ပြုပြင်ဖို့ကဒါမခက်ခဲပါဘူးဗျာအချိန်မှအချိန်တစ်ခုပဲလိုတာပါပြီးတော့မှလောက်ကများနေတော့လေဟုတ်ပါတယ်ဒီချက်ချင်းဘုံစားကြီးတော့ လုံးလုံးမရတာပါဗျာအဲ့လိုအခုဆိုရင်9နာရီနဲ့6မိနစ်တပည့်တော်တွေ့ဆုံငန်းကလည်း10နာရီနဲ့35မိနစ်ဆိုတော့10နာရီခွဲနှုတ်လိုက်ရင်ရှင်မတပည့်တော်3နာရီလောက်ကဆဆွေးနွေးတယ်လို့ပြောရမလို့ပေါ့အဲ4နာရီလောက်ကဆွေးနွေးတာပေါ့9နာရီနဲ့ဒီပေါ့3နာရီခွဲလောက်ကစခဲ့တာပေါ့ဆိုတော့နှခမ်းတက်ကလေးအနေနဲ့ပေါ့ဖေဟာတပည့်တော်ကအရှင်ဘုရားကုစားမတ်နိုင်ငံလုံးမှာရှိတဲ့ ဆရာတော်သမတော်တွေနဲ့ဒကာဒကမတွေဒီနေ့အိန္ဒိယနိုင်ငံရဲ့တာနာပြုဘုရားကမှာခြေချအခုလိုဒီဘက်ကိုနာစုခဘန်းနေဆိုတဲ့ဆရာတော်တပါးရဲ့ယုံကြည်မှုကိုယ်ွယ်မှုကြီးညိုမှုကြောင့်သူ့ရဲ့တငယ်ချင်းတွေရဲ့မြေတွေကိုသူကိုယ်တိုင်ပေးအပ်ပြီးတော့သူကိုယ်တိုင်ကြီးညိုပြီးတော့အခုအရှင်များ ဒါစုခဲ့ဘန်းနေဆိုရင်ဒါဒီနိုင်ငံသားဒီနိုင်ငံကဖွဲ့တွေရဟန်းဖွဲ့တွေတန်ခါဆိုင်ရာပညာတွေတက်ပြီးသားပဲအရှင်မြောက်ကြီးညိုနဲ့စနိုင်ခဲ့ပြီဒီလိုပဲမြန်မာနိုင်ငံကပါဠိနီပေါ်နီပေါ်လီနီပါလီလူမျိုးတွေဖုန်ကြီးဖြစ်ဖြစ်ဟိန္ဒူစကားတွေကျွမ်းကျင်ဟိန္ဒူတရားတွေကိုနားလည်မယ်ဆိုရင်ဆရာတော်ဥဒ္ဓမသားနဲ့အတူနောက်ထပ်ထောင်းမယ်ကြောင်းနေတယ် ကာနာပြုရမယ်ဗုဒ္ဓဒေသနာတွေပြည့်မယ်နေရာတွေအများကြီးရှိနေပါလေကျွန်တော်ဥဒ္ဓမသာရမနာနဲ့ဆက်လုံမှာဖြစ်တယ်လို့ဗုဒ္ဓဂရုလည်းအခါသင့်အခွင့်သာရင်ခေါရကာနာအတွက်ပါတဘာဝရိတ်တာတပည့်လူပဲပြောပြောစိတ်ဆိုးမဲ့လူမဟုတ်ပါဒါကြောင့်အရှင်ပြအနေနဲ့လည်းဒီဘက်မှာအဲ့ဒီဆက်ပြီးတော့ အရှင်များအနေနဲ့နည်းနည်းလေးနှုတ်ဆက်စကားလေးဖြစ်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 နားလေးပြောတော့လိုက်ပြီးစားတယ်ပြောပြောတော့ပြောတာအေးကဲပြောပြောပြောဆရာတော်ဘုရားဖြစ်နေတော့အေးမင်းငါနဲ့တက်တက်ပြောမယ်ဟုတ်ပြီကဲလို့ပါအဲ့တော့အရှင်များအနေနဲ့နောက်ဆုံးနှုတ်ဆက်စကားလေးပေါ့ဗျာအခုအရှင်များကပြုနေတာနာအတွက်ဘယ်သူတွေကိုကုညီတောင်းရင်လဲပရမအောင်ကုညီတောင်းရာခုနပြောလို့ပဲစာရပိဒါဆရာတော်ကြီးတွေမြန်မာနိုင်ငံအတွင်းမှာဝိနည်းနဲ့ကြည့်လို့ ဥဒ္ဓမတာနာအာနေနေတာအမှန်ပါဝိနည်းပြရရှိရဆိုရင်လဲအစ်စ်ခံနိုင်သလိုဒါဗုဒ္ဓကိုကြီးပြောရတာကယူသားတဲ့နှလုံးသားနဲ့ဥဒ္ဓမတာနာငယ်ပေါင်းဆိုလိုတာနာပြုတဲ့ပြုတ်ပေါ်ပြုတ်ပဲရက်ပေါ်ရက်ပဲစိတ်ထားနဲ့ဝင်ခံတာပါခုနပြောလို့ပေါ့တန်ဃာကောင်းတစ်ပါးမဆုံးရှုံးသိခြင်းလို့ဝင်ပြောတာပါဒီမှာတခုတော့ရှိတာပေါ့နိုင်ငံသားတာနာမှာအခုစိုးနှစ်နိုင်မှသာတာ တနိုင်ခွဲမှာသားတာမြန်မာနိုင်ငံဆိုအငတ်ခံမဲ့အပေါက်ဒါပေမဲ့ဒီလိုတာမတာနာမပြုသေးဘူးဆိုရင်ပြုရင်လို့မရသေးတဲ့အချိန်ကာလမှာအတို့က10နိုင်စားတာ7နိုင်စားတာတော့ပြောလိုက်တာနဲ့သူတို့ရဲ့ကြီးညိုသရာပြက်ပြီးတော့ဆက်ပြီးတော့သွားမဲ့အခါမှာအရှိမပါမှာဆိုလို့တပိတော့ကိုတိုင်းအဲ့ဒီအာဘအသင့်ခံပြီးတော့ဒီမှန်လိုက်လို့တဲ့အခါမှာဩငါတို့နိုင်ငံကတော့ဘုရားဘာသာထေရဝါဒနိုင်ငံမလို့ဝီနီးဆရာတော်ကြီးအများကြီးလိုအပ်တယ်လို့ ဒီလိုနေရာမှာဝီနီးတဲ့သာသနာအတိအပဲလို့မြင်မိပါတယ်အဲ့တော့အရှင်